အဲ့ဒီကောင်ဘုံတော်ခင်ခနာတောင်ယူလာလို့မင်းခနာဘလို့ပြန်ဖြေမလဲအဲ့ဒါကိုဖြေနိုင်မှတောင်ယူမှုတောင်ဝင်ခံမှုရှိမှခေါင်းဆောင်လို့ရပါလေလိုက်ပြပြီးတော့မှကျွန်တော်တို့တက်မလို့အချင်းချင်းပဲပြစ်ကတ်ခဲ့တယ်တည်ဆုံးသွားတယ်อืมကြီးရုံနားမှာဖော်လာတော့ဖော်လာတော့အများကြီးတော့သိတော့မပြောချင်ဘူးအဲ့တော့တက်မလို့ပါလေဒီလိုပဲလေတည်တော့မရိမရှေ့လူတွေတိမှာပေါ့ကျွန်တော်အများကြီးတော့ ဟိုတိတ်မပြောချင်ဘူးကိုစိုးဘိုးရဲ့ဒီတရင်တွေမတည်ဘူးလားကျွန်တော်အကုန်လုံးသိတယ်ကျွန်တော်တို့ကပြောတဲ့ပြောတိုင်းမှာပြောရတာဟာဘို့ ားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရဒီမှာဒီနေ့2025ငါလာပန်း26နဲ့မနေ့ကင်းအစီအစဉ်ဖြစ်ပါတယ်ဒီမနေ့ကင်းမှာပထမဆုံးကတော့အမြန်လန်တမန်အကွက်မှာတက်ပွေပင်းထန်နေပြီလို့သိရှိရပါတယ်ဒါကတော့တုံငုံမြို့နယ်အမြန်လန်နဲ့တမန်အကွက်မှာတက်ပွေပင်းထန်နေပါတယ်ဒီကတော့တုံငုံမြို့နယ်အတွင်းတက်ပွေဆစ်လက်ဖြစ်ပွားနေပြီးတော့ယနေ့မေလ25ရက်နေ့နဲ့နည်းနည်းအစောပိုင်းတွင်ရန်ကုန်မန္တလေးအမြန်လန်နဲ့တမန်ခန့်သာဝဒီနေရာ၌တက်ပွေဖြစ်ပွားနေတယ်ဟုဒေသခံမြတ်ကပြောဆိုပါတယ်ဒီကအမြန်လန် 194မှန်နဲ့ချုံမှန်ခအကွာမှာရှိတဲ့စပကြွေဂျေးရွာအနိမ့်တွင်မေလ23ရက်နေ့ကတက်ပွေစတဲ့ဖြစ်ပေါ်ခဲ့ပြီးတော့ယနေ့မေလ25ရက်နေ့မနေ့ကမေလ25ရက်နေ့အထိကိုစည်ရတင်းမာနေသလိုအမြန်လက်နဲ့တမန်အခန့်အကွာမှာရှိတဲ့အာကြက်တဲ့ညောင်ပြင်ဂျေးဝံဂျေးဝံတို့လည်းယနေ့နေ့နဲ့အစိုးပန်းကစရွေတက်ပွေဖြစ်ပေါ်နေတယ်ဟုတောင်ငူမြော့ဒေသခံတို့ကပြောဆိုပါတယ်ဒါကတော့အမြန်လက်နဲ့ ပုံနေလာတယ်မနေ့ကလေးကတနက်တန်တွေကြမ်းနေရတယ်လေရင်ကတမနေ့လုံးကိုဝေးနေတယ်ယွာတွေဖက်ကနေမြော့ပို့ကိုပြေးလာပြေးလာတာအများကြီးပဲဟုတော်ုံမြော့ခန့်တုံးကပြောဆိုပါတယ်ဒါကတော့မနေ့ကပဲကျွန်တော်တင်ဆက်ပေးခဲ့ပါတယ်စစ်ကောင်စီကအင်ချီ400ကျော်ရှိတဲ့စပကြွေကြီးရွာကိုလေကြောင်းမတဆင်းပေါ့နော်တက်ခတ်မှုမင်းရှုဖျက်ဆီးထားတယ်လို့ကျွန်တော်တင်ဆက်ပေးခဲ့ပါဒီနေ့မှာအကောင်လုံးပြပကအင်ချီအကောင်လုံးပြက ်အပြာကျတော့ပြီလို့ကျွန်တော်သိရှိရပါဒီထက်မှာပြည်သူတွေရဲ့ဥယျာဉ်တွေကိုစစ်ကောင်စီကပြင်မထားပြီးတော့ပြည်သူတွေကိုပြင်မထားပြီးတော့စစ်တပ်ကိုတက်ခတ်မှုတွေလော့ဆောင်နေတာဒါကတော့အမြန်လက်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါလိမ့်မယ်နောက်ထပ်သတင်းတစ်ခုကလည်းစစ်ကောင်စီတက်ရဲ့ကကင်းစခန်းတစ်ခုကိုဒေါ်လာ1ခုလေးကတင်ပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြမယ်ဒါကတော့ကရင်ပြည်ဘိုလခေပြော့နယ်ရင်းနှီးပို့ကျေးရွာအနီးမှာရှိတဲ့ကျန်းသက်စစ်ကောင်စီတက်ကကင်းစခန်းတစ်ခုကို တက္ကသိပက္ခိယမာစတာမြာထိကက်တည်ဆောင်မှုများရှိပြီးလက်နေခေယအချို့လည်းတင်းစီရရှိကာတူလင်ရေးတက်ဖို့ဝန်6အိုကျဆောင်ခေကြောင်းဖားဆောင်ပြည်သူကကိုရေးတက်ဖွဲ့မှာတာဝန်ရှိသူတွေကပြောဆိုမှာတရားကတော့စကန်ကိုသိပက်ရရှိခဲ့တယ်စစ်တပ်ဘက်မှာလည်းတည်ဆောင်မှုရှိတယ်လို့လက်နေခေယတွေကိုလည်းသိပက်ရရှိခဲ့ပါတယ်ဒါကမေလ22ရက်နေ့ဘိုလကင်းမြို့နယ်ရင်းနှီးဖို့ကြေးရွာနေမှာရှိတဲ့ကျန်းဖက်စစ်တပ်ကခင်းစကန်တို့ကိုဝေါ်ကင်းနေတူလင်ရေးပူပေါင်းတက်ပြူကတက်ခတ်ခေယမှာစတာမြာထိကက်တည်ဆောင်မှုရှိပြီးတော့ ဝလကေမြို့အထက်အထိကိုစစ်ကောင်စီတပ်သားများဆုတ်ပြေးသွားသည်ဖြင့်စကန်သိမ့်ပတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်ဒီစကန်သိမ့်ပတ်တိုက်ခိုက်ပွဲအတွင်းလက်နေချင်းရချို့လေသိရှိရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါကယင်းဒီဘုတ်အနေကဂါကင်းစကန်သိမ့်ပတ်အာသိမ့်မိခဲ့ရတာပါတဲ့ဆိုတော့ဒါဆက်ခါတွေဖက်ကလည်းထိခတ်သေးဆုံးမှုကရှိပါတယ်။လက်နေချင်းရလက်နေချင်းရအနေငယ်သိရှိရရှိမှုလည်းရှိပါတယ်။တပ်ပေါင်းစုကတရားဝင်ထောက်ပြရင်အာ ပါလာပါလိမ့်မယ်။အရာကတော့ကာကင်းစကန်အလုံးဆိုတော့အလုံးဆိုရင်ညာနေရာကျော်ပေါ့နော်။အင်လာအကတော့တတော်လေးကိုများတယ်။ညာနေရာကျော်လို့ရှိပါတယ်။မြော့တဲ့အထစ်တော့စော့ပြီးတာမဟုတ်ပါဘူးတဲ့။ဆိုတော့မြော့အထွန်းနာအထစ်စော့သွားတာပါဟုဖားဖားဆောင်ပြည်သူကကိုရဲ့တပ်ဖွဲ့ကတော့တာဝန်ရှိသူတို့ကပြောဆိုပါတရားတော့တပ် တက်ဆန်သူတွေဖက်ကနဲ့ဒရင်းထုတ်ပြန်လိုက်ပြီးတော့အသေးစိတ်ကိုတက်ပေါ်ကြီးကလူသက်ဖန်တို့ကတွေးမိကြမှာဖြစ်ပါတယ်အခုချိန်မှာတော့နေနေကျင်းရံတွေလေးတင်းပတ်ရရှိလို့ရှိတယ်ဒိုလိုင်းတို့ကခြောက်ဦးတော်ကြက်ဆောင်ခဲ့တယ်ဆိုတော့ဒိုလေးတို့အာပေးစမှုများတယ်ဗောနဒီကမှာစစ်ကောင်စီကလည်းဒီတော့နေတော့မနေဘူးတိုးလေးကိုအသေးပြသေးဆောင်မှုတွေမြောက်အောင်တော့မတာပေါ်တဲ့လူတွေမြောက်အောင်ကျွန်တော်ဒိုလိုင်းဖွဲ့တို့ကဒီလိုမျိုးအချောတော်ပေးဆက်ရတယ်ဆိုတော့ကတော့နော်နေတာမဟုတ်ဘူးနောက်တစ်ခုကတော့မြန်မြောက်နေကောင်ဗောနအာ မကွေးတန်းမြန်မြောက်နေသောစစ်ကြောင်းထူလာသောတက်မှတ်တရားတိနဲ့ခတ်လိုက်ရာနေရ90လေးတရင်မှာစက်ကောင်စီတားများဟိုတက်ခတ်ရမှာအကျန်းဖက်စစ်တပ်ဖက်မှာရှူးဦးတည်ဆောင်ခဲ့ကြောင်းပုဂ္ဂိုလ်ကိုအာစပေးရှားတော့ဖတ်ဘောနော်အာမတာဝန်ရှိသူတို့ကပြောဆိုပါဒီထဲမှာဖောင်းပါဆိုခွန်းလုံးနားလေးပြကြောင်းဒီစားကတော့မေလာတရင်နဲ့ဘောနော်တရင်နဲ့တွင်မြင်မြော့နေတော့စစ်ကြောင်းထူလာတော့အကျန်းဖက်စစ်တပ်ဤတက်မှတ်တရားတိနဲ့ခလိုက်ရနေရ90လေး90လေး တရင်မှာအကျန်းဖက်စစ်ကောင်စီတပ်သားများကိုဒုလိုင်းတပ်ဖွဲ့တွေကလက်လံတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဒါကတော့ဒီတပ်ဖွဲ့မှာတော့စစ်ခွေးတွေကအင်အား400လုံးနဲ့စစ်ကြောင်းထိုးလာတာစစ်ခွေးတွေတဲ့ဒီစင်းကတော့ကျွန်တော်တို့ရုတ်အလောင်းရှင်းလောင်းတင်းစီရမိတာကိုပဲအတီးပြထားရတာပါတယ်ထိခတ်မှုတော့ညားတယ်ဟုဒိုလိုင်းတက်ဖွဲ့စီကလည်းသိရှိရပါတယ်ဒါကတော့စစ်ကောင်စီတက်ဖွဲ့စစ်ကောင်စီတက်ဖွဲ့တွေရဲ့စစ်ကြောင်းကိုဒိုလိုင်းတက်ဖွဲ့တွေကစုံထက်လိုက်လို့စစ်ကောင်စီတက်ဖွဲ့တွေအာ ရှိဦးရှိဦးတိကိုပြီးဆုံးနေတဲ့အကြောင်းတွေဖြစ်ပါတယ်နောက်တစ်ခုကမွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့အရှိတောင်တန်းစစ်ဌာနချုပ်အရှိတောင်တန်းစစ်ဌာနချုပ်ထံသို့စစ်တပ်ရဲခါနဲ့လက်နက်ခေရန်များမကြာခဏတေယူလျက်ရှိသည့်ရန်ကုန်မော်လမြိုင်ယထာလန်းမန်းခွေခရပြည်ကောင်တင်ယထာတိမ်မော်သွားကြောင်းမြမမြေထားထက်မှာ သိရှိရပါတယ်ဒါကတော့စက်ကောင်စီဖက်ကတော့ဝါရဖြတ်နေတဲ့လိုဘီတွေကဘယ်လိုပြောလဲဆိုလို့ရှိရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ ကြောက်တယ်ကြောက်တယ်ရဲ့ယထားတယ်နော်ဟဲ့ဆိုတော့သူ့ရဲ့ဖက်ကဒီလိုမျိုးကြောက်တယ်ရဲ့ဇေသားဆိုပြီးတော့ဝါရဖြစ်တာကိုတွေ့နေရပါတယ်ရေကမေလာ25ရက်နဲ့နည်းနည်း9နာရီခွဲအချိန်ခန့်မှာမိုးမပြီးနဲ့အပေါင်ပြော့နေဘောနော်ပေါင်ပြော့နေတဲ့သေးဖြူကုန်းဘူတာမှာတောင်မူမျော့ဖက်တော့ထွက်ခွာလာတော့စက်စက်ခုံးဘောနော်အစက်ခုံးအမ DF 1373ခုမောင်းလာတော့ အယထအတွင်းပေါ့နော်စကောစကောအတွက်ပါကောင်းတင်ယထလို့သိရှိရပါဒီထဲမှာစကောတက်ဖွင့်လို့ပြအာယက်ယက်ခလို့ပေါ့တင်ပေးနေတဲ့ဟာလို့သိရှိရပါတယ်ဆိုတော့ဒီကလောလောဆယ်တော့ယံကောင်မိုးလမြန်ယထခရီးစဉ်ယထခရီးဆိုရအားလုံးယန္တာတော့ပါပြီတဲ့ဒီမနဲ့ကောင်းတင်ယထအကောင်းတင်ယထမောတာပါတော့အာလူထိခတ်မှုမရှိပါဘူးတဲ့အမိုးလမြန်ဝတ္တာကြီးမှာဝန်ထမ်းတူက ပြောဆိုပါတယ်ဒါကတော့ဝန်ထမ်းတွေဖက်ကနဲ့တရင်တွေရရှိတာဖြစ်ပါတယ်သူတို့ဟိုဖက်ရဖို့က lobby တွေကတော့ပေါ်ပြတာကတော့ဘယ်လိုတွေဖြစ်ပေါ်ပြလဲဆိုလို့ရှိရင်ဒီကကတော့အာကြောက်တဲတဲ့ယထာလို့သူတို့ကပေါ်ပြတာစက်ကောင်စီရဲ့အာရက်ခါတွေအမေရန်ပုတ်ပြနေတဲ့ဟာလို့ကျွန်တော်တို့ဒုလိုင်းဖွဲ့ကဆိုလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကတော့တနင်္သာရီတန်ကောတောင်းခရံခမုတ်ကြီးမြော့နေခမုတ်ကြီးမြော့နေမလီဝမ်ဂျေးယောအော်ချိုယေမူယောင်းတို့အမျိုးစိုးတီအချင်းချင်းစကားများရံပြပြီး ဒါဖြစ်အန်ထိုးတရားဘူဇိုတီတူတည်ဆောင်သွားကြောင်းဒေသနေပြည်သူများကပြောဆိုပါဒါကတော့မေလ22ရက်နေ့ညပန်းကခမွန်ကြီးမြို့နယ်ခမွန်ကြီးခမွန်ကြီးမြို့နယ်မလီဝမ်ဂျေးယောအော့ချိုရေမှုရောင်းတဲ့ဘူဇိုတီအဖွဲ့ဝင်များအစီအဝေးပြုလုပ်နေခြင်းအနေစဉ်မှာဘူဇိုတီအချင်းချင်းစကားများရန်ဖြစ်ပြီးတော့ဂလာဆိုတဲ့ဘူဇိုတီမှာမယိုးဆိုတဲ့ဘူဇိုတီကိုအာစကေဘာဖြတ် ချော့ချက်ထိုးတက်ရမှာနေရာမှာပဲပွေးချင်းပြီးကိုသိဆုံးတော့လို့သိရှိရပဲဒါကတော့မေလ20ရက်နေ့ပေါ့နော်ဆိုတော့ဒီလိုမျိုးတို့အချင်းချင်းစကားများပြီးတော့ရန်ဖြစ်ပြီးတော့အာတက်ဖြတ်နေကြအောင်နော်တို့တွေဒေဆုံးနေပါလေတဲ့အချင်းချင်းချင်းအာချော့ချက်ထိုးပြီးတော့သိဆုံးနေလေတဲ့ဆိုတော့တရားကတင်းသားတဲ့ကနောက်တစ်ခုကလည်းအခုမန္တလေးပေါ့နော်မန္တလေးမြို့မှာမနေ့ကအချင်းချင်းပြစ်ခတ်မှုဖြစ်နေလို့စကားများပြီးတော့အရာရှိပိုင်းတွေစကားများပြီးတော့အချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတော့စစ်သားတွေ အာဒီရောက်ကတော့ဒေဆောင်းနေလို့သိရှိရပါတယ်နောက်တစ်ရောက်ကတော့တင်ရတယ်လို့သိရှိရပါတယ်ဒီဟာကတော့အသေးစိတ်เนาะနောက်မှာရုပ်ပေါ်ရေးပြတာဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့ပြင်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ဒီဟာတတ်တွန်းသရိုင်းရင်းမြစ်ကနေအာသိရှိရတဲ့ဟာလို့သိအာပြောပါတယ်နောက်တစ်ခုသရိုင်းကတော့ဟိုတနေ့ကကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဒေါ်ဆန်းစူးကြီးကိုချင်းမင်းတဲ့ပြည်သူကောင်ရေစုကို သားဖြစ်သူကိုထင်လင်းကလက်ခံလိုက်ပြီးတော့သိရှိရပါဒါကတော့ဒေါန်ဆန်းစုကြည်ကိုချင်းမိတာဖြစ်ပါတယ်သူကိုသားကိုတန်းကလက်ခံသွားပြီးတော့သိရှိရပါဒါက16ကြည်မြော့ပြီးသူကောင်ယေစုပေးအပ်ပွဲအခမ်းအနားကို မေလ26 24ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုတက္ကသပီနေဟိုစတန်မြော့မှာကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ပြီးသူကောင်ယေစုဒီမြန်မာပြည်တွင်းမှာကွန်ပျူတာ ွန်ပျူတာကွန်ပျူတာသူများကိုအာပြပရော့တိုင်းသားမြန်မာမင်းသားစုများမှာဝိုင်းဝန်းကကွန်ပျူတာကြတဲ့စုဖြစ်ကြောင်းသိရှိရပါဒါကတော့အာဘုဒ္ဓဆန်းစုကြီးသူရဲ့အမေတော်ဆန်းစုစီရရှိတဲ့အကိုမိကတော့လုံးဝတွက်ခွက်မရတဲ့အတွက်ကြောင့်အာသူရဲ့သားဖြစ်သူအသားရင်းကလက်ခံပေးတာလို့သိရှိရပါတယ်နောက်တစ်ခုသတင်းကတော့မင်းရဲ့စည်းတန်နေလို့မင်းကန်ပတ်မှာရှိနေတဲ့ပြည်သူနေအင်းစီလုံးကိုမြင့်ထဲမြို့ပါသွားတယ်လို့သိရှိရပါတယ်ဒါကတော့အရာဝတီတန်း ညွန်တုံးမြို့နယ်ရန်ကင်းဆန်ရဂျီဝတ်တွင်မင်ကန်ပါပြူကြခိလို့နေအင်းစီလုံးမင်းထေမြော့ပါသောပြီးတော့မင်းရည်စည်တန်နေ၍ကမ်ပါဆက်လက်ဆက်လက်ပြီးတော့ပြူကြနန်ဒီအန်ဒရယ်ရှိနေကြောင်းဒေသပြည်သူမြတ်ကပြောဆိုပါဒါကတော့အမေလ24ရက်နေ့ကနေည7နာရီဝန်းဝန်းကျင်ခန့်ကမင်းကန်ပါမှာပြူကြမှုဖြစ်ပွားပြီးအာမင်းကန်ပါမှာပါနေတဲ့ဆက်လက် ပြီးတော့ယူကြမှုတွေဖြစ်အစိုးရရတယ်လို့သိရှိရပါတယ်ဒါကတော့အခုချိန်မှာမိုးတွဲတောင်တက်မရောက်သေးဘူးတရားကမေလာပဲရှိသေးတယ်ရေလာတော့မကူသေးဘူးရာကမိုးတွဲကာလဆိုလို့ရှိရင်ဘယ်လိုတွေဆက်ပြီးတော့ဖြစ်လာမလဲစိုးတတော်လေးကိုစိုးရင်စရာဖြစ်ပါတယ်ဒါကတော့ပြည်သူတွေနေတဲ့အင်းအစီလုံးကိုပါသွားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပြောပြတာဖြစ်ပါတယ်ပြည်သူတွေသတိထားရမှာပေါ့နော်နောက်ထပ်သတင်းတစ်ခုကတော့စစ်ကောင်စီကလေကြောင်းတက်ခတ်မှုတွေစစ်တပ်ကိုလော့ဆောင်နေတဲ့အတွက်ကြောင့်ဂျက်ကာလာပြည်နယ်ရေကြောင်းများအားလုံး ယာယီပက်တယ်လို့သိရှိရပါဒါကတော့စက်ကောင်စီကစာကြီးစာသိန်းကြောင်းဈေးရောင်စားတဲ့လူစုလူဝေးရှိရာနေရာမြတ်ကိုပြိမှတ်ထားလေကြောင်းတက်ခတ်နေရွေနေပြည်တော်ဖွင့်လှစ်ထားသောကျန်းကာလပညာရေးကြောင်းများအားလုံးခေတ္တယာယီပက်ထားရန်အမျိုးသားညီရွေးအစိုးရအယူကြီးပညာရေးဝန်ကြီးဌာနကယနေ့မေလ25ရက်နေ့မနေ့ကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်ဒါကတော့စက်ကောင်စီကလူစုလူဝေးရှိတဲ့နေရာကိုလက်ပြီးတော့ဘောင်းကျင်းနေတယ်မနေ့ကပဲအာမင်္ဂလာဆောင်တွေ့ကိုဘုံကျင်းနေလို့ ပြည်သူတွေစေအုပ်ထက်မနေကိုတည်ဆောင်းခဲ့ပါတယ်။ဒဏ်ရရှိနေတဲ့လူတွေအများကြီးရှိနေခဲ့ပါတယ်။မင်္ဂလာဆောင်ကိုလည်းပဲကြံဦးသူတွေကစစ်တပ်ကိုပြည်သူတွေစိုးဝဲနေတဲ့နေရာကိုရှိနေရာခေါင်းလုံးကိုလပလိုက်ပြီးတော့ဝန်ကြီးနေတယ်။ဒီကကျင်းနေတာကသူတို့အုပ်ချုပ်နေတာမဟုတ်ပဲနဲ့ကျွန်တော်တို့တူလိုက်တဲ့ဖွဲ့တွေအုပ်ချုပ်နေနေရာပြည်သူတွေနေလို့ရှိရင်စိုးဝဲနေနေတဲ့နေရာနေလို့ရှိတော့အာတရိထရရမှာဖြစ်ပါတယ်။ညာကတော့စစ်ကောင်စီက သူတို့ရဲ့အကြမ်းဖက်မှုကိုစစ်တပ်ကိုလွတ်ဆောင်တဲ့အတွက်ကြောင့်လူတွေလွတ်ဆောင်နေလို့ဆိုတော့အများပြားရှိမှလည်းမိခဲ့ပြီဒါကြောင့်မလို့အများကြီးတို့တို့မလို့လို့လို့တို့ထင်ပါတယ်ဆိုတော့ဒီကတော့အာကိုကိုအကိုဘောတရိထားရမယ်ဖြစ်ပါတယ်ဒါကတော့တို့တွေကိုအာစစ်ကောင်စီရုံမှမှုကြောင့်ပြင်ပြီးတော့ဖြစ်လာမှာကိုဂျူပြီးတော့တရိထားတဲ့အနေနဲ့ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီနေ့စွဆောင်းထားတဲ့ရုပ်သံတော်ပြင်ပြီးတော့ကြည့်အောင်ပါဒီနေ့မန္တလေးမှာဘာဖြစ်လဲမသိဘူးလေပြောကြည့်ပေါ့မန္တလေးမှာ အချင်းချင်းပြစ်ခတ်မှုဖြစ်တယ်။อืมကံကောင်းတယ်ပြည်သူလူထုမသိဘူး။อืมဟင်။နော်အဲ့ဆရာကြီးကအပြစ်ခံရတယ်။อืมဟိုတယောက်ကတော့ဒါထားလိုက်တော့သူကစိတ်ပေါ်ပြီးတော့မှလိုက်ပြတာ။လိုက်ပြပြီးတော့မှကျွန်တော်တို့တက်မလို့အချင်းချင်းပဲပြစ်ခတ်ခဲ့တယ်တည်ဆုံးသွားတယ်။อืมဒီလိုနားမှာပေါ်လာတော့ပေါ်လာ ။ဟောအများကြီးတော့သိတော့မပြောချင်ဘူး။အဲ့တော့တက်မတော်ပါလေ။ဒီလိုပဲလေ။တည်တော့မရေးပါရှေ့လူတိမှာပေါ့။ကျွန်တော်အများကြီးတော့ဟိုသိမပြောချင်ဘူး။ကိုစိုးဘိုးရဲ့ဒီတရင်တွေမတည်ဘူးလား။ကျွန်တော်အကုန်လုံးသိတယ်။ကျွန်တော်တို့ကပြောတဲ့ပြောတိုင်းမှာပြောရတာ။ဟာဗော။မပြောတဲ့ပြောတိုင်းကျွန်တော်ဘယ်တော့မှမပြောဘူး။ဒီနေ့ဈေးကြုံမှာနားမအင်းဝပန်အိုင်နာမှာဖြစ်သွားတာ။ဟုတ်။အဲ့ ဒီမှာကျွန်တော်တို့ကတော့အိုက်ဆရာကြီးရလေအသက်ကြီးနေပြီအသက်ကြီးတော့သူလည်းစိတ်နေနေဟိုလိုမျိုးပေါ့နော်ထောက်ပုံပေါ်တယ်ထောက်ပြီးတော့အဲ့မှာပြဿနာတက်ကြတော့ဒီနေ့တော့ကျွန်တော်တို့ကြီးစံ၅ချက်လောက်နဲ့ပြစ်ခံရတယ်ဆုံးသွားတယ်နောက်တစ်ခုကဆုံးထွက်လာတာကိုဗနဘကစားတိရဗျာရှင်းနေနောက်ရှင်းနေလေးနောက်တော့အဲ့လိုပဲပြောလိုက်မယ်အဲ့လိုပြောရင်တော့ဒါကျွန်တော်ဒီလိုက်မှာဒီလောက်ပဲပြောခွင့်ရှိတယ်ဒါတော့ပဲနော် တော့ဒီနေ့မန်လေးရဲ့နေတာဟောခင်ဗျားတို့ပါခင်ဗျားတို့လိုက်စုံစမ်းဟုတ်လားကုစုဘုန်းကြီးပြောတာဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကအရင်ကြီးတိတာတွေကိုလည်းတိတယ်လို့ပြောလို့မရသလိုမတိတဲ့အရာတွေကိုလည်းလူကြီးတွေတိအောင်ပြောရမှာကကျွန်တော်တို့တာဝန်ဖြစ်တယ်ကျွန်တော်တို့တိတ်ပြီးတော့မဖန်ခိုင်းနဲ့အခုဘုချုပ်ချုပ်ထုံးအောင်ဘုချုပ်ကြီးချုပ်ထုံးအောင်ဖြစ်တယ်ဒီကျောတငယ်ချင်းကိုလည်းတော့တကြူခဲ့တယ်နော်ကျောတငယ်ချင်းတော့တကြူတယ်ကျွန်တော်တို့ တက်မလို့ကတော့အကြီးစားတူတူလဲကျွန်တော်ပြောချင်တယ်ခမားတို့ကိုကိုကအယုံကြည်မလွယ်ပါနဲ့တခါရှိပြီအင်းတခါလဲလို့ပဲကားနဲ့တိုက်တက်ပြန်ရမှာမတိုက်တက်ဘူးအခုလေအိမ်ရှိမှာစွန်းလောင်းတယ်ဟိုကကျွန်တော်အမြဲတမ်းပြောတယ်မတ်စတာတားရင်အုတ်တုတ်ဆောင်းတားရင်အင်းမဟုတ်ဗျာတက်မလို့ကဘုံချုပ်ကြီးတယောက်ဗျာ အဲ့တော့တော့မှအတိအမြင်မရှိဘူးလားမရှိတော့သေပေါ့ဗျာဟုတ်လားကျွန်တော်ပြောချင်တာဘယ်နေရာမှာမှမတုံ့ချုံဘူးဒီလိုအပြတ်အမှားပြီးတန်ရှိတယ်ပတ်စံ၅ကောင်ရသိန်းရလှုပ်တဲ့တက်တဲ့ကောင်တွေရှိတယ်ကျွန်တော်ကျွန်တော်တို့တိုင်းနဲ့ကျွန်တော်ရူဘီရူဘီမောင်တိုင်းနဲ့ဟုတ်ဟောနိုးပါကင်ဆိုပြီးတော့ရေးထားတယ်ကျွန်တော်ကကားရတော့ လူရဲမှာဆိုင်ငယ်တစည်းပြောင်းသွားတယ်။နော်။ခိုးကန်ရတယ်။ကင်မရာရှိတယ်။ဖမ်းပေးနိုင်လားဆိုတော့မဖမ်းပေးနိုင်။ကျွန်တော်တို့ကားရတော့ကျွန်တော်ကနိုးပါကင်မှာကျွန်တော်တို့ကထိုးမိ။အဲ့ကျွန်တော်တိုင်းတဲ့နေရာနဲ့ကျွန်တော်ကားနဲ့ကိုကျွန်တော်ကမြင်မြင်နေမှရမှာပေါ့နော်။အဲ့တော့ဟိုဥပမာတစ်ခုပေါ့။တကယ်လို့ကျွန်တော်ဟိုကားအောက်ကိုသွားထိုးလိုက်ရင်သူများဘုံ လူပြည်မဲ့မှာပုံတက်သွားကျွန်တော်ဘယ်လိုလုပ်လဲအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ကိစ္စမဟုတ်ဘူးတတိရှိဖို့ဟာအဘိုးချုပ်ကြီးတွေအခုတည်တယ်စပိန်နဲ့လာပြစ်သွားတယ်ဗျာလေရှက်ဖို့ကောင်းတယ်ကျွန်တော်ကျွန်တော်နေလို့ရှက်တယ်တက်မလို့ကဘိုးချုပ်ကြီးစင်းတော့တာဝန်ထမ်းတော်မူတဲ့လူတွေကတည်သွားတာပေါ့ဗျာပြစ်တယ်လို့စပိန်နဲ့လူကလာပြစ်တတ်တာလေအဲဒီတော့အတိတတိမရှိဘူးလားအဘိုးချုပ်ကြီးကဘုံဘုံဘုံတော့ကျွန်တော်အမေကိုပြောတာ ်ဟုတ်ပြောတည်သွားပြီခုဒီနေ့မှတကြိုးလာကျွန်တော်တို့နောက်ကိုအင်းကြီးအနှွေးရယ်နဲ့မတ်တက်တဲ့အုတ်ထုတ်ဆောင်ခဲ့ဝိလာရင်ကျွန်တော်တို့အကက်မခံဘူးအဲကျွန်တော်ကျွန်တော်ကျွန်တော်လုံးဝမရဘူးကျွန်တော်လူတွေဘက်မှနေတာလူတွေဘက်မှပဲကျွန်တော်ထိုင်နေတာအများရန်တိုင်းနေကိုရဲ့ကားကြီးကတော့ဟိုတယ်ကြီးရှောက်ထည့်ထားပြီးတော့မှလုံခြုံတဲ့နေရာကြီးထည့်ထားပြီးတော့မှဟိုကျွန်တော်တို့ကားကြမှာ အနိုးပါကင်းနေရာမှာမရက်နဲ့လို့ပါလို့ဆိုရပါတယ်မရက်ဘူးဒါပေမဲ့အဲ့ဒီကားနဲ့ပတ်သက်လို့အဲ့ဒီကားကိုဘုံတော်ခရင်ခနာတောင်ယူလာလို့မင်းခနာဘလို့ပြန်ပြေးမလဲအဲ့ဒါကိုဖြေနိုင်မှတောင်ယူမှုတောင်ဝင်ခံမှုရှိမှခေါင်းဆောင်လို့ရမှာလေကဲရောက်ပေါင်းကြီးကတော့အဲ့မှာပုံကုံတော့နေပါပြီမန္တလေးမှာဘလူတွေဖြစ်ခဲ့လဲဆိုတာကတော့သူပြောတဲ့အတိုင်းပဲအချင်းချင်းပြစ်ခတ်မှုတွေဖြစ်နေတယ်ဒါကတော့သူတို့ပြောတာကတော့ အာကျွန်တော်ကြားသိရတာနဲ့ဆိုလို့ရှိရင်အရာရှိပန်းတွေပေါ့နော်အချင်းချင်းစကားများရန်ပြီးပြီးတော့အာပြစ်ခတ်မှုတွေဖြစ်နေလို့သိရှိရပါတယ်ရုပ်ပေါင်းကတော့ခေါင်းလုံးမပြောဘူးဒီတိုင်းပဲအတိပေးရောင်လေးပဲလာပြောပြတာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာဖြတ်ပြီးတော့ပြောဆိုတာကတော့ကျွန်တော်တို့အာဟိုတော်ဒီတော့ဒီတော့မှအမီတန်းအာသတိထားရတယ်မလောင်ချောင်တော့ဘူးပြီးရင်သူပြောဆိုတော့ဘာလို့ပြောလဲဆိုလို့ရှိရင်တော့ကားရဲ့ရင်တော်မှာတဲ့အာ နောက်ပတ်ကင်ဆိုတဲ့နေရာကိုသွားရက်လို့ခဏလေးနေရက်လို့တော့မရဘူးလေသူတို့တွေကြတော့ထူထားပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ထူးမနေရကားမထူးမနေရမရှိတော့ဘူးဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်ဒါကတော့စစ်ကောင်စီဘက်ကဘလူးကြီးတွေကပေါ့နော်အဘလူးတွေလောက်ဆောင်နေတယ်ဆိုတာကိုပြောပြချင်းဖြစ်ပါတယ်ဒါကတော့နော်အမ်ကြောက်ဖြူကြောက်ဖြူမှာရှိတဲ့မင်းတက်တောင်ကြသွားပြီမင်းတက်တောင်ကာကင်းစခန်းကြသွားပြီကြသွားတဲ့အခါကျတော့အဲ့ဒီမင်းတက်တောင်ကိုလည်းစစ်တပ်ကရွေးချယ်ချင်ခုခံနေကြ ဲ့တော့တပုံကမင်းတက်တောင်လဲလဲလေးပဲရသွားတယ်မင်းတက်တောင်ရသွားပြီဆိုတဲ့ခါကျတော့ရောင်းအနေရကြီးသွားပြီအဲကြောက်ဖြူကနော်တမင်တကာကိုပဲကျွန်တော်တို့ခင်ဗျားတို့ဒီပွဲရမှာ AA spring season เนี่ยပွဲလာတော့ကျွန်တော်စဉ်းစားနေပါတယ်ဒီတိုင်းဆက်ထားလို့ရှိရင်တော့ကိုဘကလည်းထိခိုက်တာကြီးများနေပြီဒဏ်ရာရတာကြီးများနေပြီ ခုချိန်မှာကျွန်တော်ဆုံးရှုံးနေရတာတွေကတကယ်စစ်တီကောင်းတွေဆုံးရှုံးဆုံးရှုံးနေရတယ်မကောင်းတဲ့စစ်တီကလစ်ကုန်ပြီဟိုစစ်တပ်ကဆုံးရှုံးနေတာစစ်တီကောင်းတွေဆုံးရှုံးနေတာဖြစ်တယ်တတ်တီကောင်းတဲ့သူတွေဆုံးရှုံးနေတာဖြစ်တယ်ဦးမြအောင်လည်းကျွန်တော်ဒီဒီခါမှာတော့ကျွန်တော်မအေးအေးဝင်းကွင်းလို့ပဲနာမည်ပေးချင်တော့တယ်။ဘာကြောင့်လဲဆိုတော့သူကိုယ်စီမံခန့်ခွဲနေတာလေသူကလည်းကျန်တဲ့သူဘူးမှစီမံမမရအောင်အဲ့တော့မအေးအေးဝင်းအေးအေးဝင်းကိုယ်တိုင်စီမံခန့်ခွဲနေတော့နေရဖြစ်တယ်အဲ့တော့မအေးအေးဝင်းစီစဉ်နေဆိုလို့ရှိရင်မအေးအေးဝင်းကအောက်ကိုမတိတယ်မတိလေရောတလားပါနော်တိပါမြင်ပါ တခုခုလုပ်ဖို့လိုပါပြီဘကိုးဘက်မှာဆိုလို့ရှိရင်လည်းအခြေအနေကမအေးအေးဝင်းစီစဉ်နေတယ်လို့ဖြစ်နေတယ်ဘာလို့မအေးအေးဝင်းစီစဉ်လို့ဖြစ်နေဆိုတဲ့ခါကျတော့စခန်းကအေးအေးကတိုက်လာတာနော်ဘာမှကျူတင်စီမံဆောင်ရွက်ထားခြင်းမရှိဘူးဒီစတိုက်လာပြကျွန်တော်အားလုံးပြည်အေးကပြောလဲပြောတယ်တိုက်လဲတိုက်တယ်နော်ဒီစကမ်းလေးတခုခုပြီးတခုကိုအေးအေးကတင်းသွားတာအလွယ်လေးအလှလေးအလှလေးအလှလေးတင်းသွားတယ် ဲ့တော့လေးလေးနဲ့တင်းသွားတာဒီလိုမျိုးတိုက်ဖို့အတွက်ကိုအေအေကနှစ်နဲ့ချီပြီးတော့စူးစားတယ်နော်နှစ်နဲ့ချီလာပေါင်းများစွာချီပြီးတော့စူးစားတယ်အဲ့ဒီချိန်မှာကျွန်တော်ကြည့်လိုက်တော့လေတပုံရိတ်ခါဆုတဲ့အချိန်မှာလေရိတ်ခါပို့ပြီးနေဆိုကိုတက်ကလူတွေပဲပုံစံမျိုးဖြစ်နေတယ်နော်ကိုတက်ကပုံစံမျိုးပဲဖြစ်နေတယ်တပုံကစတိုင်းပဲဆိုအဲ့ချိန်မှာလေကမအေးဝင်လို့ဖြစ်တဲ့နော်ခင်ဗျားတို့ရဲ့ဒီအဘအဘကတော့စီစဉ်ထားခြင်းမရှိဘူးစီမံထားခြင်းမရှိဘူးအဲ့တော့ ။နော်အေးအေးအေးဝင်ရတော့စီစဉ်ပေးနေပါပြီ။အဲ့လိုမျိုးနဲ့တိုက်လိုက်တိုက်လိုက်တိုက်လိုက်နဲ့နောက်ဆုံးပေးတော့ကျွန်တော်ဘယ်ရောက်လာဆိုကြောင်းကြောင်းကျိုးကိုရောက်လာ။ခမားတို့ကနော်ကိုယ့်အိမ်မှာကိုယ့်အိမ်မှာမိုးအမိုးအကာအောက်မှာအမိုးအကာအောက်ကလေးမှာပေါ့ဗျာနော်။ကောင်းကောင်း TV ရထိုင်ကြည့် KTV မှာသချင်းလေးဆိုပြီးတော့စီစဉ်ရင်မှုနဲ့အချိန်မှာရှေ့တန်းမှာတိုက်နေတဲ့ကာကင်းတို့ပေါ့မရှေ့တန်းမှာတိုက်နေရတဲ့စစ်သည်တွေကအနည်းဆုံးတော့ဗျာသွေးပူအောင်လို့ရေခွေးတော့ပါတော့တောက်ချင်ပါဘူးဗျာဟုတ်တယ်မလား ဆက်ဆံပုံကလည်းအကုန်လုံးကိုဆဲဆိုတောင်းကြံပြီးဆဲဆိုနေတာနော်ရာရှိတွေကအစဟိုစိတ်ပြတ်နေတာအဲ့တော့အဲ့ဒီမှာဘာတစုကွဲသွားဆိုတော့၃စုလောက်ကွဲသွားပြည်သူစစ်ကတစုဖြစ်သွားอืมစစ်တပ်ကတစုဖြစ်သွားရာရှိများကတစုဖြစ်သွားအဲ့တော့ဒုတိုင်းကတစုဖြစ်သွားတမင်တကာကိုအကြခံထားတဲ့ပုံစံမျိုးတွေဖြစ်နေမအေးဝင်းတို့သတိထားရမယ်เนาะကျွန်တော်ဟုတ်မဟုတ်ဆိုတာကျွန်တော်လေ့လာနေပြီเนาะကျွန်တော်ရှာဖွေစူးစမ်းဖော်ထုတ်နေပါပြီ ARD မှာဆိုလို့ရှိရင်စကမ်းတွေနောက်ဆုတ်တဲ့ပုံစံက အရက်သားတွေကဥမာဖြစ်ကျွန်တော်တို့စစ်ပေးရှောင်တယ်ဆိုလို့ရှိရင်တက်တက်လက်ရှောင်ကြရမှာလားအေးစစ်တပ်စခန်းဆုတ်တာအရက်သားတွေပို့ပြီးတော့မြန်တယ်อืมအရက်သားတွေပို့ပြီးမြန်တယ်ရက်သားတွေအောင်မစော့သေးဒီနေ့တော့ပြောက်တယ်အဲ့ဘုံကနေနဲ့ဒီကျွန်တော်တောင်ပိုင်းနေပြီးတာတို့အဲ့ဘက် channel မှာအရင်ပြီးခဲ့တစ်ခါဖြစ်မှာအဲ့လိုအဲ့ဘုံစံမျိုးဖြစ်ခဲ့တာဖြစ်ဒိတ်ခါမရတာတွေကြီးမပေးတာတွေနော်ခဲရမ်းမပေးတာတွေအထီးကိုအဲ့ဒီမှာရှိခဲ့တယ်အဲ့ဖြစ်ရမျိုးတွေရှိခဲ့တယ်အဲ့မှာပါ အရာဝတီငသုံးလေးလေးဘက်မှာခင်ဗျားတို့တစုတစ်ဖွဲ့နဲ့တည်တည်ချာချာပြင်ဆင်မှရလာမယ်။မအေးအဝန်းစီစဉ်တိုင်းသွားနေတော့မဟုတ်သေးဘူး။ကြောက်ပြူမှာရှိတဲ့စစ်တီတွေကရုတ်ချင်ဘလောက်ကြီးပဲတိုက်ခိုက်နေတိုက်ခိုက်နေကိုယ့်ဘက်ကစီမံကိုယ်ကဲမှုတွေစစ်တီအင်အားပေးမှုတွေမှာမအေးအဝန်းစီစဉ်တယ်လို့ဖြစ်နေတယ်။ဒါကနံပါတ်၁ချက်။အခုသုံးလေးလေးလည်းဒီကဲတော့ဒီချမ်းလာပဲဖြစ်တယ်။လုံပုံလို့သွားပုံ။အဲ့တော့ခိုင်တုခောက်ကိုရမ်းအောင်ပါပဲ။အမ်နပ်ပခောက်ရတဲ့ချိန်မှာ ကျေးဇူးတင်တဲ့တင်ထိုက်သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတာအလကားစကားမဟုတ်ဘူးဆိုတော့သိစေချင်တာ။နော်။ဒါကတော့အဲ့မှာဥခသူကရေပြောစကားကိုလုံးဝကိုမထားတယ်ဗောနော်။ဆိုတော့ဘျော်ကြီးပြောတော့လုံးဝကိုမိုက်တယ်။ဒီထက်မှာအာသူကမြောင်းလန်ကိုဒေကိုဆိုချင်တာ။ဒေကိုဆိုချင်တာ။နော်။သူဘေးနားမှာမြောင်းလန်သာရှိတော့ဘာကိုဘာချမှာဘာချမှာဒီကော။နော်ဒီထက်မှာပြောတော့တာရှိပါတယ်။ မျောလေးပင်အထိကို ရောရှိနေပြီပြီးရင်တခြားအစကန်းတွေကိုလည်းတင်းပတ်မှုတွေရှိနေလို့တို့ကြားသိရအောင်ဒီထဲမှာမကြခင်ပါလေဒီအောင်မီမှုတွေရရှိနိုင်ပါစေလို့အာစုံကောင်းတောင်းပေးပါတယ်လူမျိုးစစ်ကောင်စီစစ်ကောင်စီစကန်းကိုတစ်ခုပြီးတစ်ခုလူလိုက်တဖို့တွေကတင်းပတ်နိုင်ပြီးတော့အဲ့ဒီအာဆက်ခတွေကိုအမြန်ဆုံးပေါ့နော်အမြန်ဆုံးတင်းပတ်နိုင်ပါစေလို့တောင်းပေးပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုမေးတဲ့ကြည့်ရှုအပ်ပေးနေကြတော့လည်းဒီလိုမျိုးအားလုံးကိုလည်းဝေးကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ